ညာထိတ်ကစားမယ်ဗျာနော်တုံညာထိတ်တုံညာထိတ်ကကြပြီဗျာမကြသေးဘူးဒါတုံညာထိတ်မထွက်သေးဘူးနော်음ဟုတ်တာဗောတုံညာထိတ်ကမထွက်သေးဘူးဗျာတုံညာထိတ်တလုံးတော့ကစားနေတာပဲကစားမယ်တုံညာထိတ်နဲ့ခဏလေးလူဆောင်ရင်းနဲ့ကျွန်တော်ဒီမှာနမူနာလေးပြနော်ကျွန်တော်တို့ဟိုဘက်မိနစ်ကတော့ကနော်ကျွန်တော်တိတိရှောက်အောင်ရတဲ့စိုက်မျိုး နောက်ပြီးတော့ကိုရှိခွန်နော်ဆယ်ခွက် line နေကျွန်တော်တို့ပြခဲ့တာရှိတယ် တို့ဒီလို1 8 6လောက်ထောင်ရင်တိထိတ်နဲ့ထောင်နော်တိထိတ်နဲ့ထောင်လို့ရတယ်ဒီထောင်သလုံး8လောက်ယူလို့လည်းရတယ်နော်အဲ့တော့ဒါဒီမှာ1 8 6လောက်ထောင်ရင်6ပါပါတိထိတ်နဲ့တွဲထောင်နောက်ဒီမှာလည်းရှိတယ်ကျွန်တော်တို့1 8 6လောက်ထောင်ရင်6ပါပါတိထိတ်နဲ့တွဲထောင်နော်အဲ့ဒီမှာကပထမကတ်မှာလည်း3ခါဒုတိယကတ်မှာလည်း3ခါပဲထွက်တယ်ဒါပေမဲ့ဒီနေရာမှာကျွန်တော်တို့1 8 6လောက်အဲ1 8 6လောက်ထောင်ရင်တိထိတ်နဲ့ထောင်မယ်3ခါထွက်မလားဆိုပြီးကျွန်တော်ပြောခဲ့တယ် ဲ့မဲ့ဒီဘက်မှာကျွန်တော်တို့ကအပူမအပူဆိုပြီးတော့တစ်တစ်လျှောက်ကျွန်တော်ရေးပေးခဲ့နော်ပောက်တဲ့လူတွေလည်းပောက်ကြတယ်တစ်တစ်လျှောက်ကိုအဲ့ဒီမှာပြီးခဲ့တဲ့ပွဲမှာလောလောလတ်လတ်ကျွန်တော်ပြောခဲ့တာရှိတယ်8 3 6လို့ထောင်ရင်8နောက်ပိတ်နဲ့တွဲထောင်တယ်နော်8 3 6 8နောက်ပိတ်နဲ့တွဲထောင်နောက်ဒီမှာလည်းရှိတယ်ကျွန်တော်တို့8 3 6လို့ထောင်ရင်8နောက်ပိတ်နဲ့တွဲတယ်နော်ဒါကျွန်တော်ပြောခဲ့တယ်နောက်ဒီမှာကျွန်တော်ပြောတယ်8 3 6နော်အဲ့ဒီ8 3 6လို့ထောင်ရင်6ခွနဲ့တောင်တယ်8 3 6လို့ထောင်ရင်8ပိတ်နဲ့ ကိုရှင်းအပါဆယ်ခွက်ဆိုပြီးကျွန်တော်ဒီမှာရေးပြီးခဲ့နော်မယုံလို့မထိုးတော့မပေါက်ကြဘူးပေါ့လေနော်ထွက်ပြီးမှအဟုတ်ပါလားဆိုတာဖြစ်လာအဲ့ဒီမှာ736လို့ထောင်းတယ်6ထိပ်စီက6အပူးနဲ့ပဲဒီမှာ736လို့ထိုင်ရင်6ထိပ်စီကအပူးနဲ့ပဲဒီမှာလည်း736လို့ထိုင်ရင်6ကအပူးနဲ့ပဲနော်အပူးအခွတက္က369ကိုရှင်းခွာနဲ့အဲ့ဒီမှာ369ကိုရှင်းခွာနဲ့အဲ့ဒီမှာလည်း369လို့ထောင်းမလားထောင်းရင်10ပိတ်နဲ့ထောင်းမယ်10ကိုအခွနဲ့ဒီမှာကျွန်တော်10ခွက်ရေးတယ် အဲ့ဒီမှာကျွန်တော်ကိုချစ်ချစ်အဲ့တုန်းကရေးပေးခဲ့ရနော်အခုဒီဒီဒီဘွဲမှာရေးပေးခဲ့တာဒီဘွဲရတော့လာထွက်ကျွန်တော်ကျွန်တော်ရေးပေးထားတဲ့နေရာမှာသူထွက်တာကွက်တီပဲညရှိကိုရှိအခုအဲ့ဒါဘာလို့ပြောတော့ဆိုတော့အဲ့ဒါမျိုးတွေကဖြစ်တတ်တယ်ဒါတခြားအထောက်တွေရှိရင်နော်ကျွန်တော်မပြောတော့ဘူးအဲ့ဒီဘွဲမှာဒီဘွဲမှာသူကနှိရေကြိုက်တယ်နော်ဒီကောင်လေးနှိရေကြိုက်တယ်အချင်းကြီးတာမကြိုက်တာဒီဒီ7 3 6 9ကသူကဒါနှိရေကြိုက်ပဲအချင်းကြီးတာမကြိုက်တာအခုဒီကောင်လေးနှိရေကြိုက်တယ်အချင်းကြီးတော့မကြိုက်ဘူးပေါ့နော်ဒီနားမှာနှိရေကတော့ကျွန်တော်ရေမပြတော့ဘူးဗျာနော်ဒီ တတကိုကိုးနဲ့အင်းဒီရောဖြစ်စွန်ဖြစ်စွန်မြေတစ်ဖြစ်အင်းဒီကောင်နေဒီကောင်မကြိုက်ဘူးနော်မကြိုက်ဘူးဟုတ်တယ်ဟိုကောင်လည်းမကြိုက်ဘူးမြေခုံနဲ့ပေါင်းရင်ဟုတ်တယ်တစ်ကိုတစ်ကိုခုံနဲ့ပေါင်းရင်ရှစ်ဆိုတော့ဒီမှာရှစ်စွန်နဲ့ကိုပြန်တကဒီရှစ်စွန်ကိုခုံနဲ့ပေါင်းရင်ငါအဲဒီကောင်တော့နေရေကြိုက်တော့ကြိုက်တယ်နော်ကျွန်တော်လည်းပြောမလဲအဲ့ဒီမှာဘယ်နှစ်ရှားလဲဆိုတော့ရေကိုယ့်ဘက်ကိုယ်ကရေကြည့်လိုက်တော့နှစ်ရေရတော့ကြိုက်တယ်ဒါတော့ဒီ၄ ရှစ်နော်လေးနောက်ပိတ်ရှစ်ထိပ်စီအဲလေးနောက်ပိတ်နဲ့လေးနောက်ပိတ်နဲ့ရှစ်ထိပ်စီရဲ့ဇောင်းမှာ6တုံညာ6 8တုံညာလို့ထိပ်စီသုံးလုံးဦးထောင်ထောင်မယ်နော်နှစ်ထိပ်စီရဲ့ဘေးမှာပဲ6 8တုံညာလို့ဦးထောင်ခါတာရှိတယ်အဲ့ဒီမှာနှလုံးခွန်တာဒီဒီဆောင်သုံးလုံးက3လို့ဖြစ်တာဒီဒါတွေပဲကြည့်သေးတယ်အဲ့ကနေကျွန်တော်တို့နှစ်ရည်အကြိုက်ပဲလာလိုက်လို့ရှင်ဒီ၄ရှစ်เนาะ၄နောက်ပိတ်ရှစ်ထိပ်စီလို့ဖြစ်တယ်ဒီနှလုံးက၈ဒီဆောင်သုံးလုံးက တကယ်ဒီဘက်ဘေးမှာတိထိတ်စည်းလို့ရိုက်တယ်အဲ့ဒီမှာဇောင်းတိတိတောင်သုံးလုံး683ညက်ပတိ683ညက်လိုက်ထောင်တယ်ပေါ့ဗျာနော်683ညက်သူထောင်တာရှိတယ်အဲ့ဒီဖြစ်စဉ်မျိုးက683ညက်လို့သူထောင်တာအခုဒီမှာတခါ၄နောက်ပိတ်၈နောက်ပိတ်လို့ဖြစ်တယ်ဒီနှလုံး၉ဇောင်းသုံးလုံးက3ညက်ထိတ်စည်းရဲ့ဘေးမှာ6683ညလို့ပေါ့နော်6683ညလို့သူထောက်မှာလားအဲဒီမှာ683ညနော်ဝါးသွားတယ်ပုံရတယ် ဒီမှာသူ6730သူထောင်းတယ်နော်ဒီမှာလည်းသူက6730လို့သူထောင်းတယ်အခုဒီနေရာမှာလည်း6730ထောင်းမယ်ဆိုရင်တော့သူကထောင်းလို့ရတယ်ဗောနော်အထောက်တွေအများကြီးရှိတယ်အဲ့ဒီ site ထဲမှာတကုတ်ထူးကြတာကသူကဒီကနန်းက3300ခွန်ကြီးဖြစ်သွားတာကျွန်တော်အစောကတက်အောင်မေးလို့ဒီနေရာမှာကျွန်တော်ကလန်နာက3300လို့ဖြစ်နေတာ3300ဖြစ်နေတော့အာကျွန်တော်ကဒီ6830လို့ထောင်းရင်6ပါဝါတက်အပိတ်နဲ့တွဲထောင်းမေးလို့ကျွန်တော်အဲ့လိုတွေးလိုက်တာမဟုတ်ဘူးဒီကနန်းခွန်ကြီးဖြစ်နေနော်ခွန်ကြီးဖြစ်နေတော့ အဲ့ဒါကိုမယူတော့ဘူးကျွန်တော်တို့၃ညအထက်စီတစ်လုံးပဲယူမှာဒီဘက်မှာဆိုတော့ဒီနှလုံးခွန်ဒီ၃လုံးက၃เนาะအဲ့ဒီဒီနှလုံးခွန်ဒီနှလုံးခွန်နဲ့ဒီနှစ်နဲ့ကကိုကိုပါပါသူကဒီလိုလေးတာလာပေါ့เนาะဒီမှာလည်းအတူရှိတယ်သူကဒီနှလုံး၈ဒီတက်နဲ့ပေါင်းရင်ကိုအဲ့ကိုကဒီထောင်၃လုံးလေးတာလာအခုဒီမှာကဒီနှလုံးကကိုဒီ၃ညထိုင်နေပေါင်းရင်ကိုပဲအဲ့ကိုပါပါဒီ၃လုံးလေးမယ်ဆိုရင်ဒါလေးလို့ရတာပဲ နော်တုံညာထိတ်စီထဲ့မယ်အဲ့ဒီမှာဒါကတော့အတွေးပေါ့ဒီနှစ်ဥက3ခါနော်အဲ့ဒီ3ခါကဒီမှာ3ခါနဲ့ထွက်တာလာဒါဆိုရင်ဒီမှာနှစ်ဥမှာ1ခါရှိတယ်အဲ့ဒီ1ခါကဒီမှာ1ခါနဲ့ထွက်တာလာဒုတိယကတ်မှာကနှစ်ဥမှာခွန်ခါရှိတော့အဲ့ခွန်ကိုကျွန်တော်တို့ကဒီနေရာမှာခွန်ခါနဲ့ထဲ့မလားချိတ်မှာကကျွန်တော်ဒီမှာတစ်တစ်အပိတ်ဒီမှာလဲတစ်အပိတ်ဒီမှာလဲတစ်အပိတ်လို့ကျွန်တော်အဲ့လိုတွေးလိုက်လို့နော်တကယ်ဆိုရင်ဒီကောင်ဒီကောင်မဟုတ်ဘူးဒီကောင်တစ်ပိတ်လို့မရဘူးနော်ခွန်တုံညာအတွဲလိုက်ပဲရမယ် အဲ့ဒီ၃ညကဒီ၆ချစ်၃ညလို့ထောင်တော့အင်းညော၃ညဗရိတ်၂ဗရိတ်၄ဗရိတ်ပေါ့နော်သူက၃ညဗရိတ်ဒီမှာ၂ဗရိတ်ဒီမှာတကယ်လို့၄ဗရိတ်ဆိုရင်တော့ခွန်နောက်ဘက်ကြီးထွက်သွားလို့ရတာပဲနော်၃ညခွန်ခွန်လို့ထွက်သွားလို့လည်းရတယ်အဲ့ဒီလောက်တော့ကျွန်တော်တို့မတွေးတော့ဘူးကျွန်တော်လိုချင်တာကပြောချင်တာကဒီဘွဲမှာ၃ညထိပ်စီတစ်လုံးကစားမယ်ဆိုရင်ကစားလို့ရတယ်နော်ကျွန်တော်ကကစားမှာပဲသူကမှကစားမှာပဲဆိုတော့အဲ့၃ညထိပ်နေ၃ညထိပ်နေကနန်းတစ်ကွက်ကျွန်တော်ပြမယ် တုံညထိတ်တဲ့ကဏ္ဍကဒိမင်ကဏ္ဍမဟုတ်ဘူးနော်တုံညထိတ်တဲ့ကဏ္ဍဆိုရင်ကျွန်တော်မိတ်ဆွေတွေသိပါတယ်ဒိမင်ကဏ္ဍမဟုတ်ဘူးတုံညထိတ်စီးတဲ့ကဏ္ဍဆိုရင်တုံညကိုတုံးပဲကျွန်တော်ပြနော်အပေါ်ကနေစပြရင်ကောင်းမလားအောက်ကနေစပြရင်ကောင်းမလားဆိုကျွန်တော်တို့ဒီအောက်ကနေပဲစပြီးတော့ပြလိုက်မယ်နော်ဒီတုံညသုံးခွန်ဒီအပေါ်ကနေပြန်ကြလာတဲ့ကဏ္ဍနော်ပြန်ကြတယ်အဝါရောင်ကဏ္ဍလေးတွေပြန်ကြတယ်နော်အဲ့ဒီပြန်ကြကဏ္ဍကနေ1 2 3 4လို့သွားလိုက်နှစ်နောက်ပိတ်တယ်သူအောက်ဆောင်မှာပြန်ရကြတယ် နော်ကြညာခဏကြတယ်။တုံညာခါနဲ့ခဏကြတယ်။တခါသူကနေနေ့ရေကြိုက်ပဲလာလိုက်ဒီမှာ900ဆိုတဲ့ခဏန်းစီအပေါ်ကနေပြန်ကြကြတယ်။ကြပြီးတော့နေသူကနေ1 2 3 4ချိန်သွားလိုက်။၃နောက်ပိတ်သူအောက်ဆောင်မှာပြန်ကြနော်။ခုနကပြန်ညာခဏန်းရဲ့နှစ်ဘွဲကျော်နှစ်ပိတ်အောက်မှာပြန်ကြ။ပြန်ညာခဏန်းရဲ့နှစ်ဘွဲကျော်၃ပိတ်ရဲ့အောက်ဆောင်မှာပြန်ကြ။အခုဒီမှာ390ပြန်ကြ။သူကနေနှစ်နှစ်ကျော်၄နောက်ပိတ်သူအောက်ဆောင်မှာပြန်ကြကိုကျွန်တော်တုံညာထိတ်စီနေကျွန်တော်ထည့်တော့။နော်။အဲ့လိုထည့်မယ်ဆိုရင် ဒီ break 6ရဲ့တပွဲကျော် break 9ရဲ့တပွဲကျော် break 8ရဲ့တပွဲကျော်နော် break 8နဲ့အပူရဲ့တပွဲကျော်ပြန်ကြ break 9အပူရဲ့တပွဲကျော်ပြန်ကြ break 6နဲ့အပူရဲ့တပွဲကျော်ပြန်ကြအဲ့ဒီပြန်ကြမှာကြတယ်သူကဒီဆောင်တပွဲကျော်မှာကိုးထိပ်စီအရင်တည်းတယ်ကိုးပါပါ break 4လို့ရိုက်တယ်နော်ဒီကိုးထိပ်စီကိုးပါပါ break 4သူ့အောက်ဆောင်တပွဲကျော်မှာပြန်ကြကြတယ် ဘက်မှာလည်းတူတူပဲကိုထိတ်စီအောက်ဆောင်မှာဗရိတ်လေးလေးနော်ကိုလေးပါပါတစုံညိုက်ထားတဲ့အောက်ဆောင်မှာပြန်ညှိုက်ကြအဲ့ဒါဆိုရင်ဒီမှာကိုထိတ်စီသူထည့်သွားတာကိုရှိခွန်ကိုထိတ်စီထည့်လို့ကိုပါပါသူကဒီမှာဗရိတ်လေးထောက်လို့သူ့ရဲ့အောက်ဆောင်မှာပြန်ကြကနန်းကျွန်တော်ကစားမယ်နော်အဲ့ဒီကစားတဲ့ကနန်းလေးဒီအပေါ်မှာတုံညာခါးနဲ့ထွက်ခဲ့တဲ့ကနန်းနော်အဲ့တော့ဒီမှာတုံညာ96ပြန်ကြတော့လေတုံညာခါးနဲ့ကနန်းအဲ့ဒီနေရာမှာထွက်မဲ့ကနန်းစီလေအပေါ်မှာတုံညာခါးနဲ့ထွက်ထားတဲ့ကနန်းဆိုရင်နှစ်ကွက်သေးရှိတယ်နော်ခုနကကျွန်တော်တုံညာခွန်ရှိတယ်လို့ယူပြခဲ့လို့ နော်အဲ့တော့39ရှေ့တွဲကိုယူမယ်ဆိုရင်39 39ဆိုတဲ့ခဏတကွအဲ့ရန်ထားလို့ရတယ်နော်အဲ့မှာဒီ39ပါတဲ့ခဏနေဒီအပေါ်မှာ39ခါနဲ့ထွက်ခဲ့တဲ့ခဏဖြစ်လာမယ်နော်အဲ့ဒီ39ရဲ့နှက်ခတ်ကဒီနှလုံးခွန်လို့ရိုက်တခွန်နှက်ခတ်ဒီမှာ39ပိတ်ထားအဲ့ဒီမှာလဲ၃ညခါနဲ့ခဏပြန်ကြတယ်၃ညရဲ့နှက်ကဒီနှလုံးခွန်လို့ရိုက်တယ်ခွန်ရဲ့နှက်က၃ညလို့နောက်ပိတ်ထားတယ်နော် ဒီမှာလည်းတူတူပဲဒီတုံညာခါရဲ့နှက်ခတ်ဒီနှလုံးခွန်လို့ရိုက်ပြီးခွန်ရဲ့နှက်ခတ်တုံညာနောက်ပိတ်လို့ထည့်ထားတယ်နော်အဲ့လိုထည့်ထားတဲ့အခါကျတော့ကျွန်တော်တို့ကအဲ့ဒီခွန်ဒီခွန်လေးဒီ तू ကခွန်ပါဝါဗရိတ်နှစ်နှစ်ထိတ်လို့ရိုက်ထားတာနော်ဗရိတ်နှစ်ထိတ်စီဗရိတ်နှစ်လို့ရိုက်ထားပြီးမှဒီနှလုံးကိုခွန်လို့ရိုက်တာတခါဒီမှာလည်းကျွန်တော်ပြောခဲ့တုံညာခါရဲ့နှက်ခတ်ဒီနှလုံးခွန်လို့ရိုက်တော့အဲ့ဒီခွန်ပါဝါဒီမှာဗရိတ်နှစ်နှစ်ထိတ်သူကစားပြီးမှဒီနှလုံးနောက်ပိတ်နဲ့ထိတ်နေကိုခွန်လို့ထွက်တာ အခုဒီမှာနှစ်ထိပ်စီနှစ်ပါပါအဲဒီနှစ်ထိပ်စီဗရိတ်နှစ်နှစ်ရဲ့ပါပါဒီနှလုံးကိုခွန်လို့ရိုက်ထားတာနော်ခွန်ရဲ့နှက်ကတုံညာအပိတ်ခွန်ရဲ့နှက်ကတုံညာအပိတ်ခွန်ရဲ့နှက်ကတုံညာအပိတ်အဲ့ဒီမှာဒီနှစ်ထိပ်စီရဲ့ဇောင်းမှာဗရိတ်၉ရှိတယ်နော်ဒီနှစ်ထိပ်စီရဲ့ဇောင်းမှာဗရိတ်၉ရှိတယ်ဒီနှစ်ထိပ်စီရဲ့ဇောင်းမှာဗရိတ်၉ရှိတယ်အဲ့ဒီ၉ဒီ၉ဒီ၉ဒီဒီကနန်းပြန်ကြတဲ့အချိန်မှာ၉ထိပ်စီဗရိတ်၄လို့ထောက်ပြီးအောက်ဇောင်းမှာသူကပြန်ရကြနော်အဲ့ဒီ ခွန်နှက်ခတ်၃ညအောက်ဆုံးမှာဗရိတ်ကိုးချီတယ်အဲ့ဒီဗရိတ်ကိုးဒီဒီ၃ညခါနဲ့ခါနဲ့ပြန်ကြတော့သူကကိုးထိပ်စီဗရိတ်၄အရင်ထောက်ပြီးမှเนาะသူ့ဆောင်တပွဲကြော်မှာပြန်ကြကြတယ်အဲ့အခုလည်းဒီမှာဗရိတ်ကိုးထောက်ထားပြီးပြီဒီမှာလည်းကိုးထိပ်လဲတဲ့ပြီကိုးပါပါဗရိတ်၄လဲရိုက်ပြီသူ့ရဲ့ဆောင်မှာ၄နောက်ပိတ်လဲထည့်ပြီเนาะဒီနေရာမှာထွက်မဲ့ခါနဲ့ကို၃ညပါတဲ့ခါနဲ့ပြန်ကြကိုကျွန်တော်က၃ညထိပ်စီနဲ့ပြန်ညဆိုရင်၃ညကို၃လို့ကျွန်တော်ယူချင်တယ်เนาะအဲ့၃ညကို၃ဆိုတော့ရှေ့ပေါင်းကိုဟုတ်ပြီအဲ့ဒါဆိုရှေ့ပေါင်းကိုနည်းနည်းကြည့်ကြည့် ရှေ့ပေါင်းကိုကိုနည်းနည်းကြည့်စီမယ်ရှေ့ပေါင်းကိုကိုဒီဆိုက်ကဒီကတော့တစ်ပိတ်နဲ့တော့ထည့်ခိုင်းတာပေါ့ကျွန်တော်ကတော့တစ်ပိတ်နဲ့တော့မထည့်ဘူးဒါပေမဲ့ကိုကိုတော့တိုက်တယ်ဘာလို့ကိုကိုတိုက်လဲဆိုတော့၃ည၃ည၃ညကိုကိုကိုတစ်ဆယ်စက်တည်းဘယ်လိုလဲကိုတစ်ဆယ်စက်တည်းอืมလေယုံပြကျွန်တော်ကလည်းတောင်းတောင်းတောင်းခွန်ရှိကိုเนาะ ကျွန်တော်ဒီနားမှာ၃နောက်ပိတ်နဲ့ break ခွန်၃ည၃နောက်ပိတ်နဲ့ break ခွန်၃ညနော်ဒီမှာ၃နောက်ပိတ်နဲ့ break ခွန်၃ညလို့သူဖြစ်တယ်နော်ခွန် break ခွန် break ခွန် break ၃နောက်ပိတ်၃နောက်ပိတ်၃နောက်ပိတ်အဲ့ဒီနောက်ပိတ်နဲ့ break 30ဖြစ်ချင်းနေကကျွန်တော်ဒီနေရာမှာကိုထိတ်နဲ့တစ်ပိတ်နဲ့30လို့ဒီမှာကိုထိတ်နဲ့တစ်ပိတ်30ကိုထိတ်နဲ့တစ်ပိတ်30လို့ကျွန်တော်ဒီလိုမျိုးစွဲထားတာနော်ဒါအချင်းကြီးအကြိုက်ပဲ ။အဲ့ဒီမှာအဲ့ဒီတစ်ပိတ်တစ်ဆယ်တာမဆယ်တာကိုတော့တိတ်ပြီးတော့မသိဘူး။ဒီဗရိတ်ခွန်ဒီသူ့ရဲ့တနစ်ကျော်1 2 3 4 5 6ကြိမ်မှာရှေ့ပေါင်းခွန်လို့သူထည့်။အဲ့ဒီနောက်ပိုင်းနဲ့ဗရိတ်တစ်ဆယ်လို့ဖြစ်တယ်သူအောက်မှာဗရိတ်ခွန်ကဒီမှာရှေ့ပေါင်းခွန်။အဲ့ဒီမှာထိတ်နေတဲ့ဗရိတ်နဲ့တစ်ဆယ်လို့ဖြစ်တယ်။သူကနေတနစ်ကျော်အကြိမ်ခိုက်ဆင်းလာလိုက်။သူ့အောက်မှာထွက်ခဲ့တဲ့ဗရိတ်ရှစ်တည်ရှေ့ပေါင်း၈လို့ကျွန်တော်ထည့်။အဲ့ဒီမှာနောက်ပိုင်းနဲ့ဗရိတ်ခွန်10ဖြစ်တယ်သူအောက်မှာထွက်တဲ့ဗရိတ်9ကိုဒီဘက်မှာရှေ့ပေါင်း9လို့ကျွန်တော်ထည့်မယ် เนาะအဲ့ဒီမှာခုနကကျွန်တော်ပြောတဲ့တုံညထိတ်စီနဲ့ကင်မယ်ဆိုရင်ရှေ့ပေါင်းကိုဒီကဏ္ဍမဲ့ထည့်လို့ရတယ်เนาะအဲခုနကဟာခုနကဟာတသက်ပေါ့လေဒီ site လေးနဲ့လည်းကြိုက်ရင်ကိုယ့်ကိုထိုးပေါ့ဒါကျွန်တော်တိုက်တော့မကြိုက်ဘူးเนาะကျွန်တော်ယူရင်ရှေ့ပေါင်းကိုပဲယူမှာအဲ့မှာသူကဒီ break ခွန်ရဲ့ဇောင်းမှာတက်စီသုံးလုံးက9เนาะရှေ့ပြတဲ့ရဲ့ဇောင်းမှာဒီသုံးလုံးက10ဒီကိုပြတဲ့ဇောင်းမှာဒီသုံးလုံးက17เนาะ1တုံညာကိုလို့စီနီယာရိုက်တယ်အဲ့ဒီကိုကို ကျွန်တော်တို့ဒီနေရာမှာ อืม กู กูโลย้ายไปรอเด้ดีเนี่ยมาณีองเจนเราဒီထိတ်သီးသုံးလုံးကိုးကိုဒီနေရာမှာထိတ်နှလုံးကိုးလို့ကျွန်တော်ထည့်ပါနော်ဒီသုံးလုံးကိုးကိုဒီနှလုံးကကိုးနောက်ဘက်ကထိတ်လို့ပဲတခါဒီသုံးလုံး30ကိုသူ့ရဲ့အောက်ဆောင်မှာထိတ်နှလုံး30လို့ရပြီအဲ့ဒီ30လို့ရိုက်လိုက်တာနဲ့နောက်ဘက်ကထိတ်လို့ထည့်နော်ဒါဆိုရင်ဒီမှာသုံးလုံးက1အဲ့ဒီ1ကိုထိတ်နှလုံး1လို့ထည့်ရင်သုံးထိတ်စီသုံးထိတ်စီလို့ထည့်လိုက်တာနဲ့

ဒီထောင်သုံးလုံး6ကိုထိတ်နှလုံး6လို့ထည့်မယ်ထောင်သုံးလုံး10ကိုထိတ်နှလုံး10လို့ထည့်မယ်ထောင်သုံးလုံး7ကိုထိတ်နှလုံး7လို့ထည့်မယ်အဲ့ဒီလိုထည့်လိုက်မှကျွန်တော်တို့အောက်ကနေ၄နောက်ပိတ်ကထိတ်၁နောက်ပိတ်ကထိတ်၃နောက်ပိတ်ကထိတ်ဆိုပြီးတော့တွဲမယ်နော်အဲ့တော့၃ထိတ်ကိုဒီစကိုင်းကယူပြီးကစားရဆိုရင်ကျွန်တော်တို့ဒီနေ့အမလေးဒီနေရာမှာကျွန်တော်တို့390လို့ထိုးလို့မရဘူးလားရတာပဲနော် ဘာလို့လဲပြီးခဲ့တဲ့ဝက်ကျွန်တော်ပြောခဲ့တယ်ကိုခါအောင်မှာပြန်ကြအခုလည်းကိုခါဖြစ်နေတာပဲသူအောင်မှာကိုခါပြန်ကြကြရင်လည်းကြပါဘူးလေနော်ဒါတော့ကျွန်တော်လည်းမပြောတတ်ဘူးအဲကြကြမကြကြသူကြချင်းကြလေကြလေမကြချင်းလည်းမကြဘူးနော်ဒီ site မှာကကျွန်တော်လိုချင်တာကရှေ့ပေါင်းကိုနော်သုံးတက်တာမတက်တာဒီရပေါင်းချင်းတိဖြစ်တာမဖြစ်တာကျွန်တော်မသိဘူးကျွန်တော်သိတာရှေ့ပေါင်းကိုပဲကျွန်တော်သိရှေ့ပေါင်းကိုနဲ့တင်းနောက်ပိတ်နဲ့ပဲကစားသွားမလားရှေ့ပေါင်းကိုကိုဒီကဏ္ဍနဲ့ကိုသွားမလားဒါတော့ကိုယ့်ဘက်ကိုပြန်စစ်ကြပါ အဲကျွန်တော်လိုချင်တာကဒီ line ကိုလိုချင်တာเนาะသူကဒီ1နဲ့3ဆိုတာရှိတယ်เนาะနောက်ဒီမှာ3ခွန်3ခွန်3ခွန်ဆိုတာရှိတယ်အဲ့ဒီ3ခွန်နေနဲ့ तू ကအကြိမ်ခိုက်တယ်မအောက်ဆောင်မှာ तू ကဒါကိုးထိတ်ပြီးသူ့ဆောင်မှာကိုးထိတ်တယ်ဒါသူ့ဆောင်မှာကိုးထိတ်စီးပြီးသူထည့်ခဲ့တာเนาะအဲ့ဒီကိုးထိတ်စီးရဲ့အောက်နှစ်ပွဲကျော်မှာထွက်တဲ့ခဏကပြန်ကြเนาะသူ့အောက်နှစ်ပွဲကျော်ထွက်တဲ့ခဏပြန်ကြအဲ့ဒီကိုးထိတ်စီးရဲ့အောက်နှစ်ပွဲကျော်ထွက်တဲ့ခဏဒီပွဲခဏန်းကိုပြန်ကြဒါကြလို့ရတယ် တော့ကျကိုသုံးထည့်လို့ရတယ်ရှေ့ပေါင်း6နဲ့ကနန်းเนาะထည့်လို့ရတယ်ပေါ့ဗျာเนาะဒါကျွန်တော်အဲ့ဒါပြောပြတယ်ဒီနေရာမှာကတကယ်လို့ရှေ့ပေါင်း6ကို36နဲ့ရှေ့ပေါင်း6မယ်ပြန်ရကြမယ်ဆိုရင်365ဆိုတဲ့ကနန်းเนาะမမိနဲ့ကြပြီးသွားပြီဆိုပြီးအထင်မသေးနဲ့3ကရဲကြတာဒီအများကြီးရှိတယ်ဟုတ်ဒါလေးအမှတ်ရလို့ထည့်ပြောတာဟုတ်ကျွန်တော်ကတော့တုံညထိတ်ကိုကြိုက်တယ်ဒီပွဲကိုเนาะဒါတည်းကျွန်တော်တို့ဖြစ်ခဲ့ဘူးတာဟုတ်တယ်မလားအဲဒီမှာ 6739လို့ထောင်ရင်ထောင်လို့ရနေတာပဲเนาะဒီမှာလဲ6739ထောင်ဒီမှာ6739ထောင်ထောင်မယ်မထောင်မယ်ဆိုတော့ကျွန်တော်တို့လည်းမသိဘူးပေါ့เนาะအဲ့တော့ဒီနေရာမှာဒီနေရာမှာကျွန်တော်တို့7369လို့ထောင်လိုက်တာထောင်တာပဲ51ထိုးကြီးကိုရှေ့ပေါင်း9နဲ့10တော့ပဲเนาะအဲ့6ဆုံးပြီးတော့ဒီခွန်ဆုံးတဲ့ခုနှစ်ထဲမှာလဲကျွန်တော်တို့ဒီမှာ7369เนาะ7369ထောင်ခိုင်းတာ ထောင်တာပဲထောင်ရင်ရှစ်ပိတ်နဲ့ကျွန်တော်ပြောခဲ့တယ်နော်ထောင်ရင်ရှစ်အပိတ်နဲ့အခုဒီမှာကျွန်တော်တို့8369လို့များထောင်မလားမသိဘူးထောင်ရင်ရှစ်အပိတ်နဲ့ထောင်ရမယ်ထောင်တာပဲနော်စိတ်ခွက်ထိုးလို့လည်းကျွန်တော်ပြောတာပဲကျွန်တော်မိတ်ဆွေတွေကကျွန်တော်မယုံလို့မထိုးကြတာတော့ကျွန်တော်လည်းမတက်နိုင်ဘူးကျွန်တော်ကပြရတဲ့တာဝန်ပဲရှိတာနော်လိုက်ထိုးပေးမဲ့တာဝန်တော့မရှိဘူးကိုဟာကိုတော့မှမထိုးနိုင်ဘူးလိုက်ထိုးပေးမဲ့တာဝန်တော့မရှိဘူးပြရတဲ့တာဝန်ပဲရှိတာအဲ163အဲ361တို့365တို့နော်ဒါကြိုက်ရင်လည်းထိုးပါ ဒီတော့ငါတော့390เนาะ390ပြန်ကြကျွန်တော်ပွဲတိုင်းထည့်ပေးပါတယ်မလို့ဘူးပွဲတိုင်းထည့်ပေးတယ်ပွဲတိုင်းထည့်ပေးတယ်တဲ့ဖတ်တာမဖတ်တာတော့မသိဘူးထည့်တော့ထည့်ပေးရင်ပြီးခဲ့တဲ့ပွဲကကျွန်တော်8ထိပ်စီးနဲ့ပြန်ကြကို8ခွန်ကျွန်တော်ထည့်ရှာလိုက်တာ8ခွန်ထည့်လိုက်တော့ကျွန်တော်ဒီလိုင်းမှာတိုက်တော်မှာကစားချင်းမို့နော်ကျွန်တော်ပြတော့ပြပေးလိုက်ပါမယ်ကျွန်တော်မိတ်ဆွေတွေလည်းအပြင်းပြေကြည့်ရတာပေါ့ဒီလိုင်းမှာပြီးခဲ့တဲ့ပွဲတော့က ျွန်တော်ကစားလိုက်တာဘယ်လိုလဲဆိုတော့ဒီကောင်ကိုကျွန်တော်ကနှစ်ရီမကြိုက်တော့ကျွန်တော်ထည့်မပြဘူးနှစ်ရီဘာလို့မကြိုက်တော့ဆိုတော့ဒီကောင်ဂျားထဲမှာနှစ်၄၅နှစ်ခြားဒီမှာဂျားဂျားထဲမှာနှစ်၄နှစ်ပဲခြားတာတနှစ်กว่าဒီ6ခါเนาะကျွန်တော်ဒီမှာ6ခါသူကနေတန်းတန်းလာတဲ့ဘွဲကျော်သူကနေတန်းတန်းလာတဲ့ဘွဲကျော်6ခါအဲ့ဒီ6ခါရဲ့ဘေးမှာဆောင်းမှာကျွန်တော်တို့ကိုးခွန်ခါးနှလုံး6เนาะကဒီ6ခါရဲ့ဘေးမှာရှစ်ရှစ်ခါးနှလုံး6စီနီယာနဲ့လာတာเนาะဒီမှာကိုးခွန်ပြီးတော့ဒီမှာရှစ်ရှစ် ရှေ့ရှေ့ပြီးတော့ဒီမှာခွန်ကိုလို့ပြန်ဖြစ်တယ်ခါနှလုံး6အဲ့ဒီ6ဒီသူ့အောက်ဆောင်မှာ6နှက်ခတ်ဒီခါနှလုံး6ရဲ့နှက်ခတ်ကိုခါခွန်အပိတ်နောက်ပေါင်း6ပေါ့ဗျာနော်ကိုခါခွန်အပိတ်နောက်ပေါင်း6ဆိုတူတွေ့အဲ့ဒီမှာလည်း6ဒီ6ခါ6နှက်ခတ်ကိုခါနဲ့ခွန်အပိတ်နောက်ပေါင်း6လို့ကျွန်တော်ထည့်ကြအခုဒီနေရာမှာ6နှစ်ခက်9ခါကိုကျွန်တော်ပြီးခဲ့တဲ့ပွဲကဒီလိုထည့်တာ8 9ခွန်ဆိုပြီးကျွန်တော်ထည့် ဒီနေရာမှာကိုးခါးကိုနောက်ပေါင်း6နဲ့ကိုးခွန်နောက်တွဲထည့်မလားအဲကျွန်တော်တို့ကဒီနေရာမှာဆရာတန်းပြနေတယ်ဒီ၃ထိပ်ပြန်ကြ၉ထိပ်ပြန်ကြ၈ထိပ်ပြန်ကြဆိုရတယ်အာဒါဆိုရင်၈ထိပ်စီးနဲ့ပြန်ကြဆို၈ကိုးခွန်ကျွန်တော်ထည့်ချလိုက်ကိုနော်ထိုးတဲ့လူကတော့တွတ်ရမှာပဲမထိုးတဲ့လူကတော့မရဘူးနော်ကျွန်တော်တို့ကလိုက်ထိုးပေးလို့ရတော့မဟုတ်ဘူးအဲ့မှာသူကကိုးခါးကြတယ်ဒီမှာလဲကိုးခါးတော့ကြတယ်ဒီမှာလဲကိုးခါးကြတယ်ခွန်တော့မပိတ်ဘူး၈နဲ့ပိတ်တယ်အဲသူ့အောက်မှာဒီ၃ခါးကနောက်ပိတ်နော် တကကုခါရဲ့အောက်မှာဒီ၄ခါကနောက်ပိတ်ဒီမှာကျတော့ငါးမဖြစ်ဘူး၄ကြီးပဲဖြစ်နေတာအဲ့တော့၄ခါကနောက်ပိတ်မှာလားဒါမှမဟုတ်ရင်ငါးနောက်ပိတ်မှာလားဘာလို့လုံးစီနီယာလည်းထည့်လို့ရတယ်၃၄ဒီမှာ၅ပိတ်မယ်ဆိုရင်ခုနကျွန်တော်ပြောတဲ့၃၆၅ဆိုတဲ့ကဏ္ဍဒါထည့်သွားလို့လည်းရတယ်နော်အဲ့လိုမယူဘူးဒီ၄ခါဒီနောက်ပိတ်လို့ယူမယ်ဆိုရင်လည်းဒါဖြစ်တယ်ဟုတ်ပြီအဲ့ဒီမှာတစ်ထိတ်ကတစ်ထိတ်တစီကူးတယ်နော်ဒီမှာလည်း၅က၅လို့ကူးတယ်ဒီမှာ2က2လို့ကူးမလားဒါကအတွေ့ အဲ့ဒီတက်ဒီကျွန်တော်ဒီခွန်နောက်ပိတ်ဗရိတ်9ရဲ့အောက်ဆောင်မှာတက်ထိတ်လို့ထည့်တယ်ခွန်နောက်ပိတ်ပြီးတော့ဒီမှာ၈နောက်ပိတ်ဗရိတ်6အောက်ဆောင်မှာ9ထိတ်လို့ထည့်နော်ကျင်ကပဲဆင်းလာလိုက်ဒီမှာ9နောက်ပိတ်ဗရိတ်3သူ့အောက်ဆောင်မှာ2ထိတ်လို့ထည့်အဲ့ဒီခွန်ကိုအဲ့ဒီတက်ကိုကျွန်တော်တို့ကဒီမှာတက်တက်ထက်စီကူခိုင်းမှာဒီ9ကိုဒီမှာ9 9ထည့်ဒါဆိုရင်ဒီနှစ်ကိုဒီမှာ2ထိတ်က2ထိတ်လို့ကျွန်တော်တို့ထည့်မယ်ဆိုနှစ်လေးအတွဲလို့ရတယ်နော်ကျွန်တော်တို့မကြိုက်ဘူးဒါပေမဲ့ကြိုက်တဲ့လူရှိရင်ထိုးပေါ်လीနော်မကြိုက်ဘူးဆိုတာက ဒီစိုက်မှာထည့်မယ်ဆိုရင်သူကရှစ်ခါထည့်ရမှာပဲစုံခါပဲဝင်ပါเนาะတို့၄6ဒီမှာရှစ်လို့ထည့်မယ်ဆိုရင်ဒါနှစ်၄ရှစ်ဆိုတဲ့ကနေမျိုးဖြစ်သွားလို့ရတယ်เนาะကြိုက်တယ်လို့ရှိရင်လည်းထိုးပေါ့ကျွန်တော်တော့မကြိုက်ဘူးတုံရထည့်စည်းနေပဲကြိုက်ပြီဒီကနေမှကြိုက်တယ်เนาะအပြီးခဲ့တဲ့ဘွဲကအဲ့ကိုရှစ်ခွန်ကိုကျွန်တော်အဲ့ကိုခွန်နောက်တွဲနဲ့ကောက်ထည့်တာရှစ်ထည့်နဲ့ပြန်ကြဆို 695မှန်တကယ်ဆိုဒီဘွဲက668အောရမယ်ဘွဲမရှိခွာကြိုထွက်သွားတော့ဘာလို့လို့ဘာခံရမှန်းမသိဘူးဖြစ်သွားဘာမှမလုပ်ရှုပ်တယ်ဒီကနေ့မဲ့ထိုးပဲဒီကနေ့ဘွဲလည်းကျွန်တော်ပြောခဲ့တယ်ဒီ၄ပြိတ်အောက်ဆောင်မှာပြန်ကြကြလို့ရတယ်နော်မဟုတ်ရင်နောက်ဘွဲကြလို့လည်းရသေးတယ်၄ပြိတ်က2မျိုးထပ်နေတာဒါပေမဲ့အဲ့ဒီ၄ပြိတ်တွေကပြန်ကြကနိုင်းရဲ့ဆောင်မှာပြိတ်လေး၄ပါပါကိုထိတ်ဒီမှာ900ပြန်ကြတယ်ပြိတ်လေးတွေကိုထိတ်တယ်ဒီမှာ3300ပြန်ကြတယ်ပြိတ်လေးတွေကိုထိတ် သူ့ရဲ့အောက်ဆောင်မှာ2ပိတ်3ပိတ်ဒီမှာ4ပိတ်လို့ရိုက်အဲ့ဒီအောက်ဆောင်မှာအုံရပါတဲ့ခဏပြန်ကြနှစ်၆၄ပြန်ကြထွက်နေမှပြင်စရာတဲ့မပြောတတ်ဘူးပြီးခဲ့တဲ့ပွဲတော်ကတော့နှစ်၆၄တွေနှစ်၃၄တွေစီနီယာကိုကျွန်တော်အတည့်လို့ရှင်တာဟုတ်ပြန်ကြစီနီယာကိုအတည့်လို့ပြန်ကြခဲ့တာဒါပေမဲ့ကဏ္ဍများကလည်းဗျာနော်ဟိုကိုကကတ်တိကတ်သက်တွေလိုက်တွေးရင်လည်းမဖြစ်ပြန်ဘူးပြီးခဲ့တဲ့ပွဲကကျွန်တော်ပြောတဲ့ပြန်ကြစိုက်ကတိတိကျကျကြည့်လေနော်၅၄၃ဆို၅၄၃စီနီယာတက်တက်ပဲ ရှိနှလုံးနဲ့ညီကိုပဲနောက်နှလုံးနဲ့ညီကိုပဲဖြစ်နေတာဒီမှာလည်းအတူတူပဲဒီကနေ့ပြန်ကြတော့654ညီကိုတက်တယ်ပဲကြာတယ်နော်ညီကိုတက်တယ်ပဲကြာတော့ရှေ့လဲညီကိုပဲနောက်လဲညီကိုပဲအခုဒီမှာကြတော့သူကလည်းရှေ့လဲညီကိုတာပဲနောက်လဲညီကိုတာပဲညီကိုတော့မှန်တယ်ပြန်ရမှဖြစ်ဘူးအပူကြီးဖြစ်နေတာနော်အဲ့တော့သူလှဲ့ချင်ရင်သူကပေါက်တိပေါက်ချာလှဲ့မှာပဲအဲ့မှာပြီးခဲ့တဲ့ဘွဲကကျွန်တော်နောက်ဆုံးစာရေးတင်လိုက်တာလေးနောက်ဘက်ကလေးထိုင်နဲ့ထွက်တဲ့ညီကိုကလည်းပြန်ကြတယ် ီမှာ9နောက်ဘိတ်က9ထိနဲ့ထွက်တဲ့ညီကိုကလည်းပြန်ကြအဲအဲ့မှာကျွန်တော်လိုက်ကြည့်တော့6နောက်ဘိတ်အောက်မှာထွက်တဲ့ညီကိုဆို3နဲ့4ပဲရှိတယ်6နောက်ဘိတ်က6ထိနဲ့ထွက်ထားတဲ့ကလည်းဆို6 4 6ဒါပဲရှိတယ်အဲ6 4 6ကိုကျွန်တော်မတင်ကြလို့စာလေးရေးပြီးတင်ပေးလိုက်တာ4 6 6ရန်ထားဆိုပြီးတော့ဒါလေးတင်ပေးတာအမှန်တကယ်6နောက်ဘိတ်အောက်မှာထွက်တဲ့ညီကိုဆိုဒီကနန်းတစ်ခွက်တည်းရှိတာအဲ့ဒါကိုကျွန်တော်မှမထွက်ဘူးပေါ့ဗျာနော်မထွက်တော့လည်းမထွက်နဲ့ပေါ့အဲဒီ site တွေကကျွန်တော်ခဏခဏပြဘူးပါတယ်အဲ့မှာကျွန်တော်ပြောဦးမယ် တကယ်လို့အချိန်ကြိုက်အချိန်ကြိုက်တန်းတန်းထွက်မယ်ဆိုဒီကနန်းလည်းထွက်ရတယ်နော်နေ့နေ့ကိုကျွန်တော်တို့ကအချိန်ကြိုက်တွေမယူတော့ဘင်းနဲ့၃ညခါကနန်းနေလိုက်ယူတာ၃ညခါနေကနန်းနော်ခွန်နေ၃ညတွေထောက်ထားလို့ဒီခွန်နေ၃ညတွေထောက်ထားနော်ဒီခွန်နေ၃ညတွေထောက်ထားလို့ဒီ၃ညကခါနေထွက်တယ်ကနန်းနော်ဒီ၃ညကခါနေထွက်တယ်ကနန်းဒီ၃ညကခါနေထွက်တယ်ကနန်းအဲ့ဒီကနန်းတွေကိုမှအခုကျွန်တော်တို့ဒီတန်းတန်းကိုလေးပဲရိုက်ထားတဲ့ဆောင်နော်လေးကိုလို့ရိုက်ထားတဲ့လေးကိုလို့ရိုက်ထားတဲ့အောက်ဆောင်နော်ကမ္မကောရင်တော့ပြန်ဆောင်မှာပါ တုံညဝေးပုံကဒီပွဲမထွက်လဲနောက်ပွဲလဲကျွန်တော်ထိုးမှာလေဒီပွဲမှာတော့တုံညထိတ်နေနှစ်ကွက်တော့ထိုးပေါ့ဗျာနော်တုံညဟိုသုံးလို့ဒီလိုတော့ကြိုက်တာပေါ့ရှေ့ပေါင်း6ရှိတာပေါ့နော်ဒီလိုလဲပြောလို့ပဲရမယ်တိုင်ရန်ထားခုနကစိုက်ကဆိုရင်လည်းဒါသုံးထိတ်စီရရှိနေပြန်တာပဲဟုတ်တယ်မဟုတ်လားအဲဒါလာမယ်ကျွန်တော်တို့တော့မသိဒီစိုက်ဆိုရင်ဒါသုံးထိတ်စီရညင်းလို့မမရဘူး ကိုယ့်ကိုစာရွက်နဲ့ရေးနော်ကျွန်တော်ရေးပြီးတော့ခဏနဲ့ရေးပြီးတင်မပေးတော့ဘူးကိုယ့်ကိုယ်လိုက်ပြီးတော့မှတ်ထားလိုက်တော့အလုံးဆိုတော့ကျွန်တော်ကျွန်တော်ချင်းဒီလိုလေးပဲဓာတ်ပုံရိုက်ပြီးတော့ယူပြီးတော့စာရွက်နဲ့ကိုယ့်ကိုယ်မှတ်ထားလိုက်တော့အနှစ်ကိုသုံးလဲထည့်ထိုးရင်ထိုးပေါ့ရေးပြီးမြေတော့ကိုယ့်ကိုယ်ဓာတ်ပုံရိုက်ပြီးအဲ့ဒီထဲကတုံညာထိတ်စင်းတဲ့ခဏလေးတွေကြိုက်တာထိုး